မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်ကအကြက်ဖက်စစ်ကောင်စီတပ်စခန်းတွေအားလုံးကိုရခိုင်တပ်တော်အေအေကဒီကနေ့မှာပဲအပိတသိမ်းပိုက်လိုက်ပြီးဘူးတီတောင်မြို့နယ်တကူလုံးကိုထိန်းချုပ်လိုက်ပြီးလို့ရခိုင်တပ်တော်အေအေကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကအကြက်ဖက်စစ်ကောင်စီတပ်စခန်း၁၀ခုကို KIAPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မှာပဲတပြိုင်တည်းဝင်တိုက်နေပြီး စစ်တပ်စခန်း၄ခုကိုတိမ့်ပိုက်ရရှိထားပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်ကအချက်ဖတ်စစ်ကောင်စီတပ်စခန်းတွေအလုံးကိုရခိုင်တပ်တော် AA ကဒီကနေ့မှပဲအပိသက်တိမ့်ပိုက်လိုက်ပြီးဘူဒီတောင်မြို့နယ်တခုလုံးကိုထိမ့်ချုပ်လိုက်ပြီလို့ရခိုင်တပ်တော် AA ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ဒီကနေ့မေလ18ရက်နေ့မှာပဲ ရခိုင်ပြည်နယ်ဘူတီတောင်မြို့မှာအချမ်းဖက်စစ်ကောင်စီရဲ့နောက်ဆုံးကြံနေတဲ့ဘူတီတောင်ဗျူဟာဌာနချုပ်ကြီးအပါဝင်တရင်ခုနှစ်ခုကိုရခိုင်တပ်တော် AA ကဒပ်တိုင်းနဲ့တိုက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဘူတီတောင်မြို့မှာရှိသမျှစစ်ကောင်စီတပ်စခန်းအကုန်လုံးကိုတခုမကြံအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဆိုပါတယ်လက်ရှိမှာတော့ဘူတီတောင်မြို့ကရခိုင်တပ်တော် AA သိမ်းပိုက်လိုက်တဲ့တရင်ဌာနချုပ်တွေကနေခြေဦးတရထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းရခိုင်တပ်တော် AA ကလိုက်လံရှင်းနေနေပြီး ဘူဒီတော်မြို့ကိုတော့ရခိုင်တပ်တော်အေအေကအပိသက်ထိမ့်ချုပ်လိုက်ပြီလို့တရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတစက်ထဲမှာပဲရခိုင်ပြည်နယ်ဘူဒီတော်မြို့ကအချက်ဖတ်စစ်ကောင်စီရဲ့ခမရ353တရင်ကိုရခိုင်တပ်တော်အေအေကသိမ်းပိုက်ရရှိခဲ့ပြီးစခန်းကိုရှင်းနေတဲ့အချိန်အချက်ဖတ်စစ်ကောင်စီတပ်ကအစားအစာမကြွေးပဲဖမ်းဆီးပိတ်လောင်ထားတဲ့ရိုဟင်ညာမွတ်စလင်35ဦးကိုရခိုင်တပ်တော်အေအေကကယ်ထုတ်နိုင်ခဲ့တယ်လို့ရခိုင်တပ်တော်အေအေကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်မေလ14ရက်နေ့ကပဲ အချက်ပဲစကောင်စီရဲ့ဘူတီတော်အခြေစိုက်ခမရ353တရင်ကိုရခိုင်တတော် AA ကအပိသက်သိမ့်ပိုက်ရရှိခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်စကောင်စီရဲ့ခမရ353တရင်ကိုရှင်းလင်းရေးတွေလုပ်တဲ့အချိန်အချက်ပဲစကောင်စီတပ်ကအစအစမကြွေးပဲဖမ်းဆီးပိတ်လောင်ထားတဲ့ Ranger မွတ်စလင်35ဦးကိုရခိုင်တတော် AA ကကဲတင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဆိုထားပါတယ်အဲ့ဒီလိုစကောင်စီတပ်ကအစအစမကြွေးပဲဖမ်းဆီးပိတ်လောင်ထားတဲ့ Ranger မွတ်စလင်35ဦးထဲမှာကလေးငယ်တွေပါပါဝင်နေပြီးအခုတော့ ရခိုင်တော် AA ကအကုန်လုံးကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ဗီဒီယိုဖိုင်နဲ့တကွဒီကနေ့မေလ18ရက်နေ့မှာပဲရခိုင်တော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါကချင်ပြည်နယ်ဘက်မှာလေဝိုင်းမော်မြို့နယ်ကအကြံဖတ်စစ်ကောင်စီတပ်စခန်း10ခုကို KIAPD မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့မှာပဲတပြိုင်တည်းဝင်တိုက်နေပြီးစစ်တပ်စခန်း6ခုကိုသိမ်းပိုက်ရရှိထားပြီးလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့မေလ18ရက်နေ့မနက်အစောပိုင်းကစပြီး ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းကအကြပ်ဖက်စစ်ကောင်စီရဲ့ကဇူဒဘတ်ရွှေညောင်မင်းခလာရ321အောင်မြင့်1ဒိန်ငါစတဲ့စခန်းတွေအပါအဝင်စေကောင်စီတပ်စခန်းပေါင်း10ခုကို GIP ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတပြိုင်တည်းဝင်တိုက်နေပြီဆိုပါလေလက်ရှိမှာတော့ရွှေညောင်မင်းနဲ့အောင်မြင့်1ကစစ်တပ်စခန်းအပါအဝင်တပ်စခန်းပေါင်း6ခုကို တော်လိုင်းတပ်တွေကသိမ်းပိုက်ရရှိထားပြီလို့လဲ GIA သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိမှာတော့တိုက်ပွဲတွေဟာတော်တော်ကိုပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်းလေကြောင်းပစ်ကူတွေနဲ့ပါအသေးအတန်ခုခံနေသလိုရွှေညောင်မင်းဘက်ကတိုက်ပွဲမှာဆိုရင်စစ်တပ်ဘက်ကရဟရင်တစည်းကိုလည်းတော်လိုင်းရေးတပ်တွေကပစ်ချလိုက်တဲ့ဆိုတဲ့သတင်းတွေပါထွက်ပေါ်နေပြီးတစ်ဖက်မှာလည်းမန်စီမြို့နဲ့မိုးမောင်းမြို့တွေဘက်မှာမြို့ပြင်မှာနောက်ဆုံးကျန်နေတဲ့စစ်တပ်စခန်းတွေကို KNAPD မဟာမိတ်ပူးပေါင်းတပ်တွေကအပြင်းအထန်တိုက်ခိုက်နေတယ်လို့ KNA သတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျတဆက်သေးမှာပဲ ကချင်ပြည်နယ်မြကြီးနားမြို့ကလေတက်စခန်းကိုလည်းဒီကနေ့မနက်ပိုင်းမှာပဲတော်လန်ရေးတပ်တွေက short tight ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကမြကြီးနားမြို့ပေါ်ကိုလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်မှုကြောင့်အရသာပြည်သူနှုတ်ဦးသေဆုံးသွားခဲ့ပြီးရှစ်ဦးဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့မေလ18ရက်နေ့မနက်ပိုင်းမှာပဲမြကြီးနားလေတက်စခန်းကိုတော်လန်ရေးတပ်တွေက short tight ဒုံးတွေနဲ့ဇက်တိုက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအပြီးမှာပဲအကြမ်းဖက်စစ်ကောင်စီက ရှော့တိုက်ဒုံးနဲ့ပြစ်ခတ်မှုကိုလက်တုံပြန်တဲ့အနေနဲ့ဘာမှမဆိုင်တဲ့ရတပီသူတွေနေထိုင်ရာမြကြီးနားမြို့ပေါ်ကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်ရမှာရတပီသူတို့ဦးသေးဆုံးသွားခဲ့ပြီပြည်သူ၈ဦးလည်းဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်တစ်ဖက်မှာလည်းအကြမ်းဖက်စစ်တပ်ကမြကြီးနားလေတပ်ပဝင်းကျင်ကိုစီးနှင်းရှာဖွေဓာတ်တွေပါလုဆောင်နေပြီမြကြီးနားမြို့ပေါ်ကနေရာတချို့ကိုလည်းပိတ်ဆို့စစ်ဆေးဓာတ်တွေလုနေတယ်လို့သိရပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ မြင်းညာမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဖျက်အားပြင်းမိုင်းတွေနဲ့ကြပြတ်ဖောက်ခွဲတိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကစစ်ကြောင်းမှာပါလာတဲ့ဗျူဟာမှုအပါဝင်6ဦးကတော့အသီးသီးသေကုန်ကြပြီဗျူဟာမှုဆိုတဲ့သူကိုတင်းမောနဲ့ချက်ချင်းတဲသွားကြတယ်လို့ပကံပြည်ဘလူးတပ်ဖွဲ့ရဲ့ကိုဇစ်ဆိုသူကရန်ကုန်ခေတ်ကိုပြောပါတယ်မေလာ16ရက်နေ့ကပဲမြင်းညာမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာ လမ်းမှာတွေ့တဲ့ရွာရှိရွာကိုဝင်ရောက်မိရှုပ်ပြီးကမ်းရွာဘက်ကိုထွက်လာတဲ့အချိန်တော်လန်ရင်တက်တွေကဖြစ်အပြင်းမိုင်းတွေနဲ့ဂျက်ဖြတ်ဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းအဲ့ဒီစစ်ကြောင်းမှာအစ်စ်ပြောင်းလာတဲ့ဘူဟာမှုပါမိုင်းထိပြီးတော့စုစုပေါင်းစစ်ကောင်စီတပ်သား6ဦးဟာအသီးသီးသေကုန်ကြတယ်ပြီးဆယ်ဦးဝင်းကျင်ကဒဏ်ရာတွေရသွားကြပြီးတဲ့နောက်ဒေသွားတဲ့အထက်ကဘူဟာမှုဆိုတဲ့သူကိုယ်တော့ စီမီကုံစိတ်ကမ်းဘက်ကိုတင်းမောင်းနဲ့ချက်ချင်းတည်သွားကြတယ်လို့ပကံပြီဘလူးတက်ဖွဲ့ရဲ့ကိုစည်းဆိုသူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့အမှတ်ခွနဲ့စစ်မြေပြင်စစ်တရင်ကတပ်သားတအုပ်ဟာလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီကနေသိရပါတယ်မေလ15ရက်နေ့ကပဲရေဦးမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်ခွနဲ့စစ်မြေပြင်စစ်တရင်ကတပ်သားတအုပ်ဟာ MA1 တနက်တလက်ကိုယူချလာပြီး ရေဦးမြို့နယ်ပလပအဖွဲ့စီမှအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကိုရေဦးမြို့နယ်ပလပအဖွဲ့ကနေစုငွေငွေကျပ်350ချိမြင့်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အမေရိကန်လွှတ်တော်မှာပြုတ်လုတဲ့ VN နိုင်ငံရဲ့အကြိမ်30မြောက်လူအခွင့်ရေးအခမ်းအနားကိုအယူဂျီနိုင်ငံဂျာယီဝင်ကြီးဌာနဒုတိယဝင်ကြီးတက်ရောက်ခဲ့တယ်လို့တောင်ကိုရီးယားနိုင်ငံရဲ့ဂွန်ဂျူအရေးတော်ပုံအောက်မေ့ဘွယ်အခမ်းအနားကိုလည်းအယူဂျီဝင်ကြီးတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ် မေလ14ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုလွှတ်တော်မှပြုတ်လုတဲ့ဗီယက်နမ်နိုင်ငံရဲ့အကြိမ်30မြောက်လူအခွင့်ရေးခန္ဓာကိုမြို့သားညီငယ်အစိုးရအင်ဂျီနိုင်ငံဂျာယီဝင်ကြီးဌာနဒုတိယဝင်ကြီးဦးမိုးဇော်ဦးကိုတိုင်တက်ရောက်ခဲ့ပြီးအဲ့ဒီခန္ဓာမှာအင်ဂျီဒုတိယဝင်ကြီးဦးမိုးဇော်ဦးကမြန်မာနိုင်ငံရဲ့လက်ရှိလူအခွင့်ရေးအခြေအနေတွေကိုတင်ပြဆွေးနွေးခဲ့တယ်လို့သိရပါတယ်တဖက်မှာလည်းတောင်ကိုရီးယားနိုင်ငံရဲ့44နှစ်မြောက်ဂွန်ဂျူးအရေးတော်ပုံအောက်မေ့ဘွယ်အခမ်းအနားကိုနိုင်ငံတကာကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတဲ့ဤသူ အန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်တို့ပါအတူတကွတက်ရောက်ခဲ့ကြပြီအဲ့ဒီမှာလဲကိုရီးယားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤဂျဲမြောင်ပါဝင်ကိုရီးယားနိုင်ငံရဲ့လွှတ်တော်အမတ်တွေပြည်ထောင်စုဝန်ကြီးတွေနဲ့အန်ယူဂျီဝန်ကြီးတွေဟာရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကြောင့်ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ Thank <laughs> you.